ရန်ကုန်တိုင်းဒေသကြီးအတွင်းက CNG သုံးခရီးသည်တင်ရင်တွေအတွက်တဘာဝတန်ငွေကုဘပေတသန်းတိုးမြင့်ဖြန့်ဖြူးပေးသွားမယ်လို့စွမ်းရင်ဝန်ကြီးဌာနတာဝန်ရှိသူတဦးကပြောပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝင်းကနေပြည်တော်ကနေပေးပို့ထားတာပါရှင်ရန်ကုန်တိုင်းဒေသရဲ့အတွင်းမှာရှိတဲ့ CNG သုံးခရီးသည်တင်ရင်တွေအတွက်တဘာဝတန်ငွေ၄၀ကုဘပေတန်း၂၀ခန့်ဖြန့်ဖြူးပေးနေရတာကနေကုန်းတွင်းတဘာဝတန်ငွေမြေကနေ တင်းတင်းနဲ့ပမာဏပုံမှုထုတ်လုပ်လာနိုင်လို့ကုဘဘီတတန်တိုးမြင့်ဖြန့်ဖြူးပေးသွားမယ်လို့မေလ22ရက်နေ့စွမ်းအင်ဝန်ကြီးဌာနမှာပြုလုပ်တဲ့သတင်းထုတ်ပြန်တဲ့အခမ်းအနားမှာတာဝန်ရှိသူတို့ကပြောတာဖြစ်ပါတယ်။ဒီမှာဒီကုန်းလေးသဘာဝဓာတ်ဝင်ကြီးကနေတော့တင်းတင်းနဲ့ပမာဏပုံမှုထုတ်ရွက်ရှိတာနဲ့ပဲဒီခုလိုရံမတိုင်းကြာရင်ပြန်ဖြန့်ဖြူးပေးဖြန့်ဖြူးလက်ရှိဖြန့်ဖြူးနေတဲ့ကုဘဘီ22ရက်နေ့ကိုထပ်မံပြုဖြန့်ဖြူးသွားဖို့စီစဉ်သွားရ ုလိုတိုးမြင့်ဖြန့်ဖြူးပေးတဲ့နေရာမှာလူရင်းကရင်တွေအတွက်မဟုတ်ပဲစီမင်သားရနန်နမိတ်အပြင်ကရင်တွေအတွက်ပဲဖြစ်တယ်လို့ပြောပါရယ်။ဓာတ်ဝင်ရောက်ချမဲ့ဆိုင်ကိုတော့ထောက်ကြမ်းမှာမေလာကုံမှာဖွင့်လှစ်သွားမယ်လို့သိရပါရယ်။အဲ့ဒါအပြင်ကျွန်တော်တို့စတန်းတိုးမြင့်ပေးတာမြို့ထဲမှာရှိတဲ့ရင်တွေကိုတိုးမြင့်ဖြန့်ဖြူးပေးခြင်းမဟုတ်ဘဲနဲ့ရန်ကုန်မြို့ပြင်မှာမြို့ထဲမှာအိုက်လိုက်ရင်တွေတိုးမြင့်ပေးမရှိတော့ဘူးလို့ထုတ်ပြန်လာတော့ကြောင့်ဒီ ီခီးတဲ့နေမျိုးကိုတုံးမြင့်ပေးဖို့ပဲအဲ့ဒီဒေသတွေမှာရှိတဲ့ခီးတဲ့တွေကိုမိုးစင်ပြေလို့ဈေးဖို့အတွက်အဲ့ဒီဆိုင်မှာဖြည့်ပြီးတော့သုံးဖို့အတွက်မိုးစင်ပြေလို့ဒီရောင်းလိုက်တဲ့ဖြန့်ပြရတယ်ဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ2004ခုနှစ်ကနေ2010ခုနှစ်အထိ CNG တန်းဝွေအယောင်ဆိုင်40ဖွင့်လှစ်ပေးခဲ့ပြီးစုစုပေါင်းမော်တော်ယာဉ်အစီးရေ26,849စီးကို CNG 3ရေအဖြစ်ပြောင်းလဲပေးခဲ့တယ်လို့သိရ